ဆံလေးဝင်ရောက်စနေချက်ခံရတယ်။အဲအားလုံးသောပြည့်စက်တီကျမ်းမှာချမ်းသာကြပါစေ။ခဏလောက်သတိပေးစကားတက်ပြောပေးမယ်နော်။ဒီနေ့တောက်ကြနေ့အနည်းအထိဆိုရင်3 3ရက်6ချိန်ထွက်ထားပြီ3ရက်6ချိန်မှာ break ပေါင်းစီကနန်း62ဖြစ်သလို break ကလည်း62ကျထားတယ်62ဆိုရင်တန်ကြောင်းလို့ခေါ်တယ်တန်ကြောင်းဆိုရင်ဘာပြင်ရမလဲဓာမီမြမြအရင်ကတည်းက26တောင်းချမ်းသာ ချမ်းသာပြီးဆင်းရဲပရိတ်လာမယ်လို့ဆိုတော့ဆင်းရဲပရိတ်နဲ့ကနန်းနဲ့ကြာခဲ့တယ်เนาะအခုဒီတစ်ခေါက်ကဆင်းရဲချမ်းသာမဟုတ်ဘူးတန်ကြောင်းဓမ္မီအဲ့တော့တန်ကြောင်းပရိတ်လာတာဖြစ်တဲ့အတွက်ဓမ္မီပရိတ်ကြာနိုင်ဖို့အလားအလာအများကြီးကောင်းတယ်အဲ့တော့62ပြိတ်ကနေ85ပြိတ်ဖြစ်ဖို့ဆိုရင်73ပြိတ်လိုပါတယ် ဲ့တော့73ပရိတ်လို့များကုမနဲ့ထွက်ခရင်85ဆိုတဲ့ပရိတ်ပေါင်းဖြစ်ရင်အပေါ်မှာချမ်းသာအောက်မှာဓမ္မီအပေါ်ချမ်းသာလေအပေါ်မှာတန်ချောင်းအောက်မှာဓမ္မီဆိုပြီးတော့မြင်ရနိုင်တယ်ဒါကကိင်္ဂနန်းနေရာဒီလိုပဲတွဲဖို့တွဲဖို့ပြီးတော့ယူရတယ်မှတ်သားရတဲ့အခြေအနေရှိတယ်ကိုကသတိမမှုပဲနဲ့ထားကလေးလို့လွတ်သွားလို့ရှိရင်တော့နှမျောစရာကြီးတကယ်လို့ဟုတ်လာခဲ့ရင်ကို့အတွက်အစီအနှစ်ပဲမဟုတ်သေးရင်တော့ဘာမှဆုံးရှုံးမှုမရှိဘူးနော် မရတထောင်ပြင်ပုံမကုန်ဘူးအဲ့တော့ကန်ဆန်းတင်ပါတယ်73ပြိသုံးလုံးဘာရှိမလဲ58ကဲ69ရဲ့49ရဲ့เนาะအချီကျူက3မိနစ်လိုက်တာ49နောက်တစ်ချိန်မြန်လောင်းဖို့လားလို့ဟိုတုန်းက34ကို3ခါလာမယ်ဟောခဲ့တယ်လို့မျိုးလိုမျိုးเนาะဒီတစ်ခါ96က3ခါမြန်လာခဲ့ရင်နောက်တစ်ချိန်မျောနေသေးတယ်ဆိုတာကိုသတင်းပါလိုက်ပါတယ် အဲ့တော့ခொနည်းသားမိပေါင်းကျမ်းမာလို့ချမ်းသာကြပါစေ73ပြိတ်3ွက်အရန်တော့ကောင်းနေဆိုတဲ့အကြောင်းသတိပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေဖတ်တီလာပါ